တပတ်အတွင်းမှာထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမယ်။တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါရရှင်။ပထမအဆုံးတစ်ပုဒ်အနေနဲ့မြို့သားညီညွတ်ရေးဆိုရအမှုကြီးဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့ခင်မွန်းဖြစ်သူတို့ကို တာဝန်တွေကနေယာယီရက်နာပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့အမှုကြီးဘက်ကပြောတဲ့သတင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့ဝန်ကြီးချုပ်ယုံ အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့ခင်မွန်းဖြစ်သူဦးညိညီမင်းတို့ကိုတာဝန်ကားနေယာယီရနာပြီးစတင်စစ်ဆေးနေပြီလို့ UNG ကနိုဝင်ဘာ24ရက်မှာထုတ်ပြန်သလိုဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကလည်း DVP ကိုအတည်ပြုပါတယ်လူအခွင့်ရေးချိုးဖောက်မှုအလွဲသုံးစားမှုအဂတိလိုက်စားမှုဝန်ထမ်းတွေအပေါ်နဲ့တော်လိုင်းအစိုးရအတွင်းမှလျော်ဩဇာသုံးလွှမ်းမိုးချေလည်နေတယ်ဆိုတဲ့ပြင်းထန်တဲ့ဆွဆွဲချက်တွေနဲ့ဝန်ထမ်းဟောင်း12ယောက်ကနိုဝင်ဘာ19ရက်မှာတပ်သည့်တွေနဲ့လက်မှတ်ရေးထိုးတိုင်ကြားခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ဟိုထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီနိုဝင်ဘာ22ကတည်းကဒီပြောင်းလဲဝင်ချုပ်ကနေပြီးတော့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဒါဖွဲ့စည်းပြီးတော့တောင်းပေးရပြီဖြစ်ပါတယ်။အော်ဒီအဖွဲ့အနေနဲ့လည်းကျွန်တော်တို့အာလောက်ကန်ရမယ်လုပ်ငန်းဆောင်တာတွေကိုဒါစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်ဗျ။အဲ့တော့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တဲ့နေ့မှာပဲပေါ့နော်။ဒီတိုက်ကြားအာခံရသူတွေဟိုလည်းပဲဒီလက်ရှိတာဝန်ကနေယာယီရဆိုင်ထားတာလည်းဖြစ်ပါတယ်ဗျ။ နိုင်ငံတော်ယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌစီကိုလိမ့်မှုထားတဲ့အဲ့ဒီတိုင်စာဟာယာယီသမ္မတစီကိုရောက်လာတဲ့အကြောင်းနိုဝင်ဘာ24ရက်မှာ UNG ကလူထုကိုအသိပေးထုတ်ပြန်ပါတယ်ဒါကြောင့်ပြည်တော်စုဝန်ကြီးချုပ်က2025ခုနှစ်နိုဝင်ဘာ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးနှစ်ဖက်သက်သေတင်ပြမှုတွေသာမကတိုင်ကြားသူတွေနဲ့တိုင်ကြားခံရသူတွေ တိုင်ကြားမှုနဲ့ပတ်သက်လို့စစ်ဆေးဖို့လိုအပ်တဲ့သက်သေတွေကိုအမြန်ဆုံးခေါ်ယူစစ်ဆေးပြီးတွင်းရှိချက်နဲ့အကြံပြုချက်တွေကိုဝန်ကြီးချုပ်စီပြန်တင်ပြဖို့တာဝန်ပေးထားပြီလို့ UNG ကဆိုပါတယ်။ဒါအပြင်တိုင်ကြားခံရသူတွေကိုနိုဝင်ဘာ22ရက်ကစလို့တာဝန်ကနေယာယီရနာကစစ်ဆေးတွင်းရှိချက်တွေပေါ်မူတည်လို့လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ UNG ကဖွဲ့စည်းတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဘလို့လူတွေဘယ်နှယောက်ပါဝင်နေဆိုတာနဲ့ပတ်သက်လို့မသိရသေးကြောင်းနဲ့အခုလို့ထုတ်ပြန်ချက်ထွက်လာတဲ့အတွက်အင်တာဗျူးဖြေဆိုမှုကိုခဏရနာထားမယ်လို့တိုင်ကြားရမှာပါဝင်သူတယောက်ကပြောပါရယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့ဆွဆွဲခံရသူဒေါ်ကြည်ပြကို DVB ကမှတ်ချက်ပေးဖို့တောင်းခံပေမဲ့သတင်းရေးသားချင်းဒီပြန်ဖြေခဲ့တာမရှိပါဘူး ဒါပေမဲ့ဒေါ်ကြီးပြကသူ့ရဲ့လူမှုကွင်ရဲမှာတော့ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကိုအရင်ပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုဂ္ဂိုလ်ရေးတက်ခိုက်မှုဖြစ်တယ်လို့ပြောထားသလို UNG အနေနဲ့အများဆုံးစုံခုံဖွဲ့ပြီးတော့စစ်ဆေးပေးဖို့နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်လို့နိုဝင်ဘာ22ရက်မှာရေးသားခဲ့ပါတယ်။အခုတိုင်ကြားခဲ့တဲ့ဝန်ကြီးချုပ်ယုံဝန်ထမ်းဟောင်း12ယောက်ထဲမှာ CDN ဝန်ထမ်း9ယောက် NLD ပါတီဝင်2ယောက်နိုင်ကျင်း1ယောက်နဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ4ယောက်ပါဝင်တဲ့အကြောင်းသိရပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ နောက်ထပ်ပြောပြပေးမှာကမြဝတီမြို့တောင်ဘက်ကမင်းလက်ပံကြားပြန့်လုပ်ငန်းမှာလုပ်ကင်နေတဲ့နိုင်ငံဆောင်ကအလုပ်သမားတွေကိုပြန်လဲပို့ဆောင်မှုထိုင်းနိုင်ငံကလက်မခံသေးတဲ့အပြင်တစ်ဖက်မှာလည်းစစ်ကော်မရှင်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အလုပ်သမားတွေပိတ်မိနေတဲ့သတင်းကိုပြန်လဲထုတ်လွှင့်ပေးလိုက်ပါတယ်။ဝန်ကြီးဝန်ထမ်း၂၁ရက်နေ့ကကရင်ပြည်နယ်မြောက်မြို့တောင်ဘက်မင်းလက်ပံကြီးရွာမှာစစ်ကော်မရှင်တပ်နဲ့ကရင်လယ်ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေစဉ်တွင်မင်းလက်ပံကြီးရွာက ဂျပန်ယုံကိုလုံးလုံးကြီးယူပြီးနေတယ်။ဒီမိုဒီချိုးပြုတ်ကင်းတက်မတော့ DKB ရေပုံမှုသွားပြီးဥဆောင်တဲ့တပ်ဖွဲ့ဝင်တွေကကဲလန်လီပူအောင်တပ်တွေကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ဒါကြောင့်ကဲလန်လီပူအောင်တပ်တွေကဂျပန်ဝင်ကိုမရောက်စီးနေပြီး DKB တပ်ဖွဲ့ဝင်30ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။လက်ရှိမှာလည်းဂျပန်လူသမားတွေကိုထိုင်းနိုင်ငံကလက်မခံသေးတဲ့အပြင်တစ်ဖက်မှာလည်းစစ်ကောင်မရှင်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အလုသမားတွေဟာပြိမိနေပါတယ်ဒီကိပီရီရောကြေးဝါလီဒါမဲ့ကြေးမှာဘယ်သူမှအလုံးလုံးတော့ဒီအမေပြင်မဲ့အချိန်ကိုစောင့်နေရဒီကဲကပီတီအတီပြောတာဆိုရင်တယောက်ကြီးအပေါ်တော့နော်တယောက်ကြီးပြန်ဖို့မယ်လို့ပြောတယ်မြန်မာတွေကတော့မြန်မာပြည်လဲအကောကိုပြန်ကြဖို့အလို့ကိုအစီအစဉ်နဲ့ကိုပြန်ကြဒါမဲ့လောလောဆယ်လမ်းမှာကျတော့ဖိုက်ပွဲဖြစ်နေတော့သူတို့ပြန်မလို့သေးဘူးတဲ့ဒီအထဲတွေက အဖေအကြီးပိုင်းမျိုးတော့အကုန်ဖမ်းခေါ်ပါတယ်ပီတီအက်ဒီယာလေးဖမ်းခေါ်ပါတယ်လို့ပြောတယ်ပြီးတော့ဒီထဲမှာတော့အာပြည်နိုင်ငံခြားသားတွေရောပေါ့အများကြီးပဲအဲ့ဒါညီမလည်းဘယ်လောက်လဲဆိုတော့မခံမှန်းတက်ဘူးတော်တော်များတယ်စစ်ကောင်မရှင်က online လိမ်လည်မှုလောင်းလာမှုတွေကိုမြမပြေပေါ်ကနေပြီးတိုင်ခြုံငိမ့်သွားအောင်အမြင့်ပြတ်ချိန်မုံတုတ်တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်အခုလိုပြောဆိုပြီးနောက်ပိုင်းငွေမော်လာစကွဲနေမနေ့ပိုင်းက ဖလူကြီးရမှာကြပြန်လောက်ကင်နေတဲ့တရုတ်ဒီအရေးပါသူတွေနဲ့အလုသမားတွေကိုမင်းလက်ပြန်ကြပြန်ယုံကိုပြောင်းရွှေ့ခဲ့ပါတယ်မင်းလက်ပြန်ကြပြန်ယုံကနေအီရီရိုဘီယာယဝန်တာအီဂျစ်ဖိလစ်ပိုင်တရုတ်မလေးရှားထိုင်းမင်္ဂလာတီထိုင်ဝမ်ဟောင်ကောင်စတဲ့နိုင်ငံကအလုသမား900ကျော်ကိုတွေ့ရှိခဲ့ပါတယ်ဒါကြောင့် DKB ကလုံလုံယူပေးထားပြီးနိုင်ငံတကာနိုင်ငံမှုတွေလှုပ်ဆောင်နေတဲ့ မင်းလက်မြန်ကြားပြန်အွန်လိုင်းဝင်နေလုပ်ငန်းကိုထိရောက်စွာနေနေနိုင်ဖို့နိုင်ငံတကာရဲ့အရေးပေါ်ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အဲ့တော့ကျွန်တော်တို့ကပါဝင်ကွန်မြူနီအဟုတ်ကဲ့ပါဝင်ကွန်မြူနီလို့ကတော့တော်တော်လုံးနေတာဟုတ်တို့မလာတော့ကိုယ့်အကူဘာလို့ရမှာမသိဘူး။ဒီအရလို့ဖြစ်တာလေကျွန်တော်ကတို့နိုင်ငံကဘယ်အောင်လဲဘယ်အောင်လဲရှိသေးတာဟုတ်။ချိန်ပြီးမှ try ပြန်လုပ်ရမယ်လေ။ ထိုက်တဲ့ပြန်လို့ပြီးမှအဲ့ဒီမှာထိုက်ရနေခေါ်မှပဲသူတို့တော်လို့ရမှာဟုတ်ကျွန်တော်ရှိမှလေမြာမှမရှိပဲဟာအဲ့လိုဒါချက်နဲ့တော့ရတယ်လေသူတို့ကျတော့တော်ရည်တော်ကြီးဖြစ်တယ်လို့လို့မရဘူးဖြစ်တယ်လို့ကျွန်တော်ပဲနာမည်ပြင်မှာဟိုဟာကျွန်တော်ဘောနပူချစ်မွေမော်လာဆက်ရှင်နေ့ညနေပိုင်းကစစ်ကောင်စီကအင်အားလုံးရင်းနဲ့ရှေကုတ်ကုတ်မြို့သစ်ကဂျာဂျွန်ဆောက်ဦးတွေကိုဝင်ရောက်စီးနင်းခဲ့ရာ အလုတ်သမားထောင်ကျော်ဖန်စီရမိခဲ့တဲ့အပြင်ကွန်ပျူတာ3000နီးပါးနဲ့ဖုန်းလုံး2000ကျော်ပင်စီရရှိခဲ့ပါတယ်။ဖန်စီရမိခဲ့တဲ့ကွန်ပျူတာဖုန်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုစစ်ကောင်မရှင်ကဖျက်ဆီးပြခဲ့ပါတယ်။စစ်ကောင်မရှင်တက်နဲ့ကဲလန်လင်ပူပေါင်းတက်တို့တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းကဲလန်လင်ပူပေါင်းတက်ကို DKB ဘက်ကပြစ်ခတ်ခဲ့ရမှာတာဝန်ရှိသူအမှတ်95တက်ရင်ဒုတက်ရင်မူဘုံမှုတခွားသီးကိုနိုဝင်ဘာလ24ရက်နေ့က DKBA ကဖောင်းတန်းထုတ်ခဲ့ပါတယ်။လက်ရှိမှာလည်းကင်းပြည်နယ်မြောက်ပြည်မြို့တောင်ဘက်တောင်ရင်မြစ်ကမ်းတစ်လျှောက်ကနာမည်ဆုံးတဲ့ကြော်ကြားနေတဲ့မက်ထော်တလေအင်ဂျင်မြိုင်ဧကတရာရွှေပြောင်းမြိုင်ကြောက်ခတ် ASI ဝမ်ခါဘလူးစတဲ့မီနီယာတွေကကြားပြန်ဝေလီလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေပါတယ်။ကျွန်တော်အောင်ခံပါ နောက်ထပ်တပုံအနေနဲ့ဖားကန့်မြို့နယ်တွေကိုစစ်တပ်ကစီးရဲလှရှားမှုတွေခက်ဆိတ်ဆိတ်ပြုလုပ်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကြောမှုပါဝင် သုံးမှတ်တချို့ကို KIA ကဖမ်းဆီးရမိထားတဲ့သတင်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့စမ်းကျွယ်ကြီးရာညောင်ပင်ကုန်းနဲ့ကတဲ့မော်ရီဘက်ကိုနိုဝင်ဘာ25ရက်နေ့ကစစ်ကော်မရှင်တပ်တွေစစ်ကြောထိုးလာတာကြောင့် KIA ဘူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA စီးရဲတရင်မြေကတိရပါတယ်။တိုက်ပွဲအတွင်းစစ်ကြောမှုအစင်း ရရှိတယောက်အပါအဝင်စစ်တုံးဘတ်တချို့ကိုလည်းဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။စစ်ကြောင်းမှုအစင်းနဲ့စစ်ကြောင်းမှုဆေးရရှိတယောက်နဲ့တချို့ကမ်းမိတာပေါ့နော်။အဲဒီအတော့မနီယာသူတို့စစ်ကြောင်းထိုးလာလို့ကျွန်တော်ဘက်ကခုခံတိုက်ခိုက်ခဲ့တယ်ပေါ့နော်။ဆန်ချွေတောင်ပြင်ကုန်းဒီတတိယမောင်ဘက်ထိုးလာရပေါ့နော်။သူဘက်ကဒီခါဒီဇုံးဒါရီရှိတယ်။အလို့ရှိရပြန်ဆုံးသွားတယ်ပေါ့။စစ်ကောင်မရှင်ပူပေါင်းတဲ့သူဟာ25ရင်းနေမနှစ်ပိုင်းကစပြီးစစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကတိမော်နဲ့လုံခင်ကြီးရွာရီဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဒါအပြင်စကွန်ရှင်တပ်တွေဟာနိုဘာ25ရက်နေ့ကလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရဲသားနေအိမ်ထိခိုက်မှုတွေရှိပြီးကတိမော်မိသက်ယုံနဲ့ထိမှန်ပစ္စည်းပြီးထိခိုက်ဒဏ်ရာရသူလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ညရောကထိခတ်တာကတော့ဒီတတိမော်ဒီအောင်ဆရာတယောက်ရဲ့အိမ်ပေါ့နော်ဒီတိုက်ပစ္စည်းတွေပေါ့နော်နောက်ပြီးတော့ဒီတတိယမိတ္တယုံလည်းလည်းနဲ့ကြည့်တည်တယ်အဲ့ဒီမိတ္တဝန်ထမ်းတယောက်လည်းလည်းနဲ့ကြည့်စား ီမှန်ကြောတန်ရရလို့စေယုံပို့ထားတယ်ပေါ့နော်။တိုက်ပွဲရှိရှိမရှိရှိနေတိုင်းရလို့တနေ့ကြီးတာရတော့တုံဆုံးပဲပေါ့နော်။ဒီလူတွေကတော့ဒီတနေ့ကြီးတာကြားရင်ဝင်လာနေတယ်။နိုဝင်ဘာလ9ရက်နေ့ကစပြီးဖကန့်လုံခင်မော်စီစာကြီးရွာတလျှောက်စစ်ရင်ရအလုံးရင်နဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးစီရေလှရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်ဖကန့်မှာစစ်ကော်မရှင်စစ်ကြောင်းထမှန်ဝင်ရောက်လာတဲ့အခုအပတ်တွင်မှပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြီးရွာရက်ွက်တီဘက်ကိုဦးတည်ပြီး လေကြောင်းအပြင်လက်နက်ကြီးစက်တိုက်ပစ်ခတ်မှုတွေကြောင့်ရဲသားတည်ဆုံမှုတွေလည်းစက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ7ရက်နေ့မှာဝိုက်ချောလီရင်နဲ့လာရောက်ပုံကျခဲ့တာကြောင့်မိခင်ပစ်သူမြို့သမီးတို့ဦးတည်ဆုံပြီးကလင်းငယ်အပါဝင်မြို့သားတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ13ရက်နေ့မှာလည်းဖကတ်ပြူဟာကုန်းကနေလုံခင်အုပ်စုတော်မော်အချက်လန်းဂဒိမော်မဆာဘက်ကိုလက်နက်ကြီးစက်တိုက်ပစ်ခတ်ခဲ့တာကြောင့်ကလင်းငယ်တို့ဦးထမှန်တည်ဆုံခဲ့ပါတယ်။ စစ်တပ်ကနေရပြန်ယူထားတဲ့လုံခင်မော်စီစာနမဖြစ်မော်ဝမ်ကြီးမော်ဝမ်ကလေးစရိနေရာတွေကိုရာနှုံးပြည့်ထင်းချုံနိုင်ဖို့အတွက်နိုဝင်ဘာလ6ရက်နေ့မှာ ဖကန့်ကာမိုင်နေရာလမ်းပိုင်းကနေရဲတပ်သားတွေအပါအဝင်စစ်ကြောင်းတို့တက်လာခဲ့ကြတာဖြစ်ပါတယ်ကျွန်မဟန္နာပါ နောက်ဆုံးတပုတ်အနေနဲ့စစ်တပ်ရဲ့လူငယ်ချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီရဲ့ဗဟိုသတင်းပြန်ကြားရေးဖွဲ့ကဥကြည်တိုးကတော့တိုင်းပြည်နယ်လူမျိုးနယ်ပါတီအတွက်အလုံးစလုံးဖို့အားတင်းထားတယ်လို့ DPP ကိုပြောတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။အနာသိန်းစစ်ကောင်စီကပုံမှန်905ကားကြီးနဲ့ဖမ်းဆီးအကျဉ်းချထားသူ900ကျော်ကိုနိုဝင်ဘာလ26ရက်နေ့ညကပြစ်ဒဏ်လူငယ်ခွင့်ပြုခဲ့ပြီး 2300ကျော်ကိုတော့ရာဇဝတ်ကျင်ထုံဥပဒေပုံမှ401ပုံမှခွဲ1အရာ905ကကြီးနဲ့ပတ်သက်တဲ့ပြစ်ဒဏ်တွေကိုရှော့ပေါက်ပေးလိုက်ပါတယ်။အဲ့ဒီလိုလူငယ်ချမ်းသာခွင့်ပေးလိုက်တဲ့အတွက်ရန်ကုန်တိုင်းအင်းစိန်အကျဉ်းထောင်က ပုံမှ905ကကြီးနဲ့အကျဉ်းချခံထားရသူအမျိုးသမီးအယောက်90နဲ့အမျိုးသား165ယောက်တို့ဟာလည်းပြန်လည်လွတ်မြောက်ခဲ့ပြီးအဲ့ဒီအထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟုသတင်းပြန်ကြားရေးအဖွဲ့ကဦးကြည်တိုးနဲ့အပါအဝင်ဖြစ်ပါတယ်။ပြန်လည်လွှင့်မြောက်လာတဲ့ဦးကြည်တိုးကပါတီအတွက်ဆက်အလုပ်လုပ်ဖို့အတင်းထားတယ်လို့ဆိုပါတယ်။အဲ2021မှာပဲကျွန်တော်ထိန်းသိမ်းခံခဲ့ရပါတယ်။ထိန်းသိမ်းခံခဲ့ရပြီးတော့ငါးငါးတမှုနဲ့တော့ထူးထူးခြားခြားပါဗျာ။ငါးငါးတမှုနဲ့အပြစ်ဒဏ်ကျပြီးနှစ်နှစ်ကြာတဲ့ခါကျမှတတိယမှုအဲ့ဒါကြောင့်နေအဲ့33ခါဝဲအတက်ခံရတယ်ပေါ့။ဒါမှတော့ဒါလည်းတော့ခုလောလောဆယ်ကတော့ ကျင်းလုံး၄ရက်တည်းအပိုက်တင်တဲ့တနေ့ကြော်ကြောက်စောပြီးလှုပ်ပေးတယ်ပေါ့ဒါပါအဓိကတော့ကျွန်တော်ထောင်ထဲမှာကျမ်းမာရေးကောင်းအောင်နေတယ်စိတ်သက်ခွန်အားရှိအောင်နေတယ်ကိုအချင်းချင်းစောင့်ရှောက်တယ်နောက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးတွေအပြင်ပါတီတွေကျွန်တော်တို့အပြင်မှာဆက်အလုံးလို့ဖို့တွေကျွန်တော်အားတင်ထားတယ်ဒါပါပဲပုံမှန်905ကကြီးဆိုတာကတော့အများပြည်သူထိတ်လန့်အောင်မှတ်မှန်သတင်းဖြန့်တာအစိုးရအရာတန်းအမှုတန်းကိုပြစ်မှုကျူးလွန်လှုံ့ဆော်တာတို့ဖြစ်ပြီး ထောင်နဲ့၃နှစ်အထိချမှတ်နိုင်တယ်လို့စစ်တပ်ကအာဏာသိမ်းပြီးကစား2021ခုနှစ်ဖေဖော်ဝါရီ14ရက်နေ့မှာ ဖြည့်ဆွတ်ထားတဲ့ပုံမှန်ဖြစ်ပါတယ်။စစ်အုပ်စုကပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရသူ9580ကိုလည်းအမှုကပိတ်သိမ်းပေးခဲ့တယ်လို့ဆိုပါတယ်။လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာစပြီးစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက်အဲ့ဒီလိုအမှုပိတ်သိမ်းလိုက်တာလို့စစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။တကယ်တော့စစ်တပ်က905ကကြီအမှုအတွက်လူငင်းချမ်းသာ권ပေးလိုက်လို့ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားအရေးအတွက်ဟာသူတို့ဖမ်းဆီးထားတဲ့ပမာဏနဲ့ရှင်ကြည့်ရင်မပြောပါလောက်တဲ့ပမာဏဖြစ်နေပါတယ်။2021စစ်အာဏာသိမ်းပြီးနောက်2025ဧပြီလအထိစစ်ကောင်စီကလူငင်းချမ်းသာ권18ကြိမ်ကြီးညာခဲ့ပြီးအဲ့ဒီပြန်လွတ်လာသူတွေတဲ့နိုင်ငံရေးအကျဉ်းသားဟာ8000ကျော်သာရှိပြီး ဒါဟာလူငယ်မှ နိုင်ငံ၏အကျဉ်းသားလွမြောက်မှု800ခန့်နှုံးသာရှိပါတယ်။နိုင်ငံ၏အကျဉ်းသားများကူညီဆောင်ရှောက်၏အသင်း AAPP ရဲ့2021ခုနှစ် February လကနေ2025ခုနှစ် November လ26ရက်နေ့အထိစည်းရင်းတွေအရာနိုင်ငံရေးနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံရသူ3000ကျော်ရှိပြီးအဲ့ဒီထဲက2000ကျော်ဟာထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့ဒီထိမ့်သိမ်းခံထားရသူတွေတဲ့1000ကျော်ကတော့ ထောင်ထဲချမှတ်ခံထားရပါတယ်။ကျမမျက်သစင်ပါရှင်။ဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကထူးခြားတဲ့သတင်းလေးတွေကိုပြန်လဲကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်ဒီမှာလဲထုတ်လွှင့်ပေးအောင်ပါပါ။ဒီပီပီရုံးမြေတန်ကြာကိုကြည့်ရှုအားပေးနေကြသူများလို့အဆန္ဒပြေဝါကြပါသေးရှင်။ကျွန်မကတော့ဒီဂျူလိုက်ပါ။